ကတော့သူတို့ဟိုစာ recurrent period တက်တယ်လို့ရှိတယ်။အဲ့ဒါတော့တွေ့ထားတာတွေလည်းရှိတယ်။သူကတော့နှစ်တရာကျော်သွားပြီဆိုတဲ့အတွက်ကြောင့်သူကတော့အာနောက်ထပ်ထပ်ပြီးတာထပ်ပြီးတော့ဒီ recurrent အနေနဲ့လှုပ်ရှားတော့မရှိဘူး။အဲဒါမဲ့သူသူစီမှာမရှိမဲ့တခြားဒီ segment တွေကအများကြီးပဲ။သူရဲ့အရှိကဒီမြောက်ဘက်ကနေပြီးတော့အောက်အောက်ဘက်ထိသွားမယ်ဆိုလို့ရှိရင်သူကကုန်းပေါ်မှာဆိုလို့ရှိရင်1100လောက်ရှိတယ်။ဒီကိန်းပြည့်ရဲ့အရှိက တော့ဘေးဒိုက်ကဘယ်လောက်ရှိလဲဆိုအကျယ်ကဟိုတော့200ကီလိုမီတာလောက်ရှိတယ်အဲ့တော့အဲ့အကျယ်နဲ့အဲ့လောက်ရှိတယ်မှာဖြစ်နေတဲ့အကြောင်းတရားတွေဟာအများကြီးပဲဆိုတော့သူ့ပေါ်မှာမူတည်ပြီးတော့ဒီ after shock ဆိုရလဲအပြောင်းလဲတွေဖြစ်မဲ့အနေအများတွေလည်းမတူဘူးအဲ့လိုတော့ရှိတယ်ဒါကတော့သူ့ရဲ့တိုက်ရိုက်လို့တိုက်ရိုက်ရနေထုတ်တဲ့ငနေနေရဲ့သဘောတော်သဘောတော်ပါပါကိုပြောတာဘာလို့ဆို တခုကလည်းဟိုအများကြီးမပြောချင်တာအများကြီးပြောလိုက်ရင်သူတွေးသွားမှာဆိုလို့ဒီအဲ့ဒီ segment တွေကတခုတခုကဟာလာဘယ်ဘက်ကိုသွားတာတွေရှိတော့ညာဘက်ကိုသွားတာတွေလည်းရှိတယ်ခွဲခွဲသွားတာသူအစဉ်ပြေသလိုဒီကြောက်ထုတ်ကြိုက်ခြင်းတခုကအစဉ်ပြေသလိုသူရွေ့ရတာဒီတောင်ဘက်ကိုဒီဘက်ကတောင်ဘက်ကိုရွေ့တယ်ဆိုဒီဘက်ချာကမြောက်ဘက်ကိုရွေ့တာအဲအဲ့တော့သူရွေ့တဲ့အရွေးပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒီ surface ပေါ်မှာပေါ်လာတဲ့ feature တွေအားလည်းမတူဘူးအဲ့တော့အဲ့မတူတဲ့ feature တွေပေါ်မှာမူတည်ပြီးတော့ငလင်းပမာဏတွေအားလည်းပြောင်းလဲသွားပြီနောက်တစ်ခုကဒီဆိုကပြောတဲ့ဒီ in ဒီရေကား in ဆိုလို့ in လို့နေရာမျိုးမှာတချို့နေရာမှာကြတော့ in လို့နေသွားတာမဟုတ်ဘဲနဲ့တောင်းနေပေါ်တာရှိတယ်သူကအမြင့်ကိုတက်သွားတာအဲအဲ့လိုဟာကြတော့သူ့ရဲ့ဟိုဟာကလှုပ်ရှားမှုဟာအပေါ်တက်တဲ့ဟာမျိုး uplifting အဲအဲ့လိုကွာတယ် အဲ့ဒါ depression တွေနဲ့အောက်ကိုနေကြသွားရှိသလိုတချို့နေရာမှာကြတော့လေ ability တွေပြစ်ပြီးတော့တောင်းနေပေါ်လာတယ်။အဲ့တောင်းနေရောက်သွားလို့ရှိရင်တောင်းနေမှာတုတ်တဲ့ကလေးရတဲ့အမျိုးသားတစ်မျိုးအဲအဲ့လိုဟာမျိုးတွေအများကြီးအများကြီးပြောစရာတွေရှိတယ်။သကိုင်းပြည့်ရတခုပဲเนาะအဲ့တော့ဒီအခု after shock စိတ်ကြည့်လို့ရှိနေတယ်။လှုပ်နေတာတွေကအဲပမာဏကမတူကြဘူးတနည်းအားနဲ့တနည်းအားအဲ့တော့အစိုးရပြောတယ် ပြေးချစီမတူတဲ့အတွက်ပမာဏကလည်း꽌ကွာသွားတယ်။တည်င်းသူအရိဟာတွေကတော့ရှိမှာပေါ့လေ။အဲရှိမှာပေါ့ဆိုတော့လူတွေနဲ့နေကြတော့လေတမန်လူတွေနေပေါ့။တမန်လူမှမဟုတ်ဘူးဒီလိုတို့ငနေအကြောင်းသဘောတရားနားတယ်လေ။ဟာဒါမဟုတ်ဘူးဒါဟုတ်တယ်။ပိုင်းပိုင်းခြားခြားပြောလို့မရဘူး။အဲအခုပြောတတ်လောက်တည်ရတယ်ဆိုရင်လေငနေရဲ့သဘောတဘာဝအင်မတန်ရှုပ်ထွေးတယ်။နေရာတနေရာပေါ်မှာသူတို့ရဲ့ ပြောက်ရွေးရွေးတဲ့အရေးပေါ်မှာမူတည်ပြီးတော့အပြောင်းလဲတွေလည်းရှိတယ်။အဲ့တော့ငလင်ဟိုဟာလှုပ်တော့မယ်လို့လှုပ်တော့လှုပ်မယ်လို့ပြောနိုင်တယ်ဆိုတဲ့ဟာကဘယ်ပေါ်မှာမူတည်ပြီးတော့ပြောတာလဲ။ဒါရှိတယ်။ရမ်းပြီးပြောလို့မရဘူး။အဲ့ဒါဒီအခု10.7နဲ့လှုပ်သွားတာဒီမှာဒီနေရာမှာစင်တာနဲ့ငလင်လှုပ်တယ်လို့ပြောခဲ့လား။ပြောလို့ပါ။မပြောခဲ့ဘူး။တိတယ်မတိဘူး။ရုတ်တယ်လဲ။ လှုပ်သွားတယ်အဲအဲ့လိုပဲအဲအပြည့်စိတ်လိုက်ဒါကတော့ magnitude ကပြင်းလို့ညားလာအဲ့တော့နောက်တစ်ခုဒီနေရာမှာဟာဒီနေ့ရောဒီနေရာမှာတွေ့မယ်လို့ပြော ပြောနိုင်မလားမပြောနိုင်ဘူးဘယ်ဟာမှမလင်းဆိုတာကတဘာဝအနေဖြစ်တာဆိုတော့သူ့ကို prediction လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလာတလောပေါ့လေရိပ်ဖန်းတံပန်းပြောတဲ့ဟာမျိုးတွေတော့စကားအနေနဲ့လုပ်ပြီးတော့ပြောတာတော့မလို့အပ်တော့ဘူးလေနော်ဒီနေရာမှာဖြစ်နိုင်တဲ့တင်တယ်ဒီနေရာမှာတော့လုပ်နိုင်တဲ့တင်တယ်ဆိုတဲ့ဟာမျိုးပြောလို့မဖြစ်ဘူး scientifically ပြောနိုင်မှာပို့ပြီးတော့ခိုင်ပါတယ်ဆိုတော့အဲ့လိုဟာမျိုးအာဒီနေ့တော့လှုပ်ဝင်နေတူတယ်ဒါဆိုငါတို့အမော်တာတော့တက်တော့ညမှာညပဲအိတ်တော့မယ်ဆိုမလို့အဘူးเนาะအဲ့ဒါမျိုးတော့နောက်တစ်ခုကအဲ့လိုအဲ့ဒါလည်းဆက်ပြီးတော့ပြောမယ်ဆိုရင်တော့ငနေလှုပ်မယ်မလှုပ်ဘူးဆိုတာကိုကြိုတင်ခံမလို့မရဘူးအဲကြိုတင်ခံမလို့မရတဲ့ဒီတဘာဝဘေးတစ်ခုကိုကိုကဒါကြီးကိုခေါင်းထဲမှာဆွဲပြီးတော့ သူ့ကိုရှောင်ရင်လို့မလို့အဖဲနဲ့ညစင်းအိတ်တွေတို့ဘာလို့လဲမလို့တင်မှုလို့ဟိုတင်နေပေါ့နော်အဲ့လိုပဲတင်နေဆူနာမီ ဖြစ်တယ်ဆိုတာကကုန်းပေါ်မှာမဖြစ်ဘူးရေပေါ့ရေထဲမှာပဲဖြစ်တယ်ဆူနာမီဆိုတာကတိတိုင်ကိုတိရမှာရေလွှမ်းလာပဲမမပမာလိုရူးရူးပြောမယ်ဆိုရင်ရေရေလိုက်နေတက်လာတာအဲ့ဒါကိုဆူနာမီအကြီးအကျယ်ကြီးတခါပြင်းပြင်းထန်ထန်နဲ့ဝုံးဆိုတက်လာတယ်ကုန်းပေါ်မှာရှိတဲ့အရာမှန်သမျှကို

တိထားရင်ပေါ့နော်ဒါကတော့အော်တာချော့ကိုဟိုဟာတည်းကတွက်လို့ရတယ်ဒီငလင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေကသူကဒီ client တွေငလင်းတိုင်းနေရှိတယ်ဟလား p wave တို့ s wave တို့တရားတွေရှိတယ်အဲ့ဒီဟာတွေကိုသူတွက်ချက်ပြီးတော့အော်တာချော့ကတော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုသူတွက်ချက်လို့ရတယ်အဲ့လိုဟာမျိုး warning ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအကယ်စရေးသမားတွေအတွက်ကဟာဒီနေ့တော့မတော်နေအဲ့အဲ့လိုဟာမျိုးတွေတော့ကြိုတင်ပြီးတော့ ဟို warning ပေးထားတာမျိုးတွေရှိတယ်ပေါ့နော်။ကေဇယ်ရေးသမားတွေကလုံနေတဲ့အချိန်မှာ after shock ဖြစ်လာတယ်ဆိုတော့အဲ့ဒါကိုတော့ဒီတက်ဆိုင်ရာဒီကနေပြီးတော့တက်ဆိုင်ရာ website တွေကနေသူတို့တွက်ချက်ပြီးထားတာရှိလားအဲ့ဒါတွေကိုလည်းနည်းနည်းစူးစမ်းထားအောင်အဲစူးစမ်းထားပြီးတော့ပြောစရာရှိပြောတယ်။ဒါကတော့ကေဇယ်ရေးလုပ်တဲ့လူတွေမှာအဲ့ဒီဟာကတော့သူတို့လုတ်တတ်တယ်။သိလဲသိတယ်ဆိုလိုတာကတော့ဒီဟာနဲ့ငနေနဲ့ပတ်သက်လို့အကျွမ်းတဝင် ရှိနေတယ်ကယ်ဆယ်ရေးသမားတွေလည်းရှိတယ်။အဲသူတို့တွေဆိုလို့ရှိရင်ဟာဒီနေရာဒီအချိန်မှာတော့မလုံးတဲ့ဘူးဘာလို့အဲ့ဒါမျိုးတော့ရှိတယ်။အမတခါတည်းရလည်းဒီလိုပဲကယ်ဆယ်ရေးလုံနေရင်လည်းကြုံကြိုက်သွားတာတွေလည်းရှိတယ်။အမအကြီးကြီးလူကိုထိခိုက်သွားတဲ့ဟာမျိုးတော့မကြဘူးသေးဘူးပေါ့။ကျွန်တော်တော်ဆက်တရားကျွန်တော်မနေ့ကနေကြားတယ်။နေရာတွေကတော့ဝီလိုက်နေတဲ့ဝီလိုက်နေနေတော့ကျွန်တော်ကမှန်လို့များတဲ့ပုံစံမျိုးဖြစ်နေတာတွေ့ရတယ်ဆင်ပါအဲ့တော့အမိုင်းနေတဲ့လုံးတက်မိပါဘူးဒီလိုပြောပြလိုက်ပါအဲ့ဒါပြောတဲ့အချိန်မှာနည်းနည်းတော့ပါသွားတယ် စကိုင်းပြိုက်၍ရှိတဲ့ဟာလားသူရဲ့ကီလိုမီတာ1100လောက်ရှိတယ်အကျယ်က200ကီလိုမီတာလောက်ပတ်ဝန်းကျင်မှာရှိတယ်အကျယ်အဲ့တော့ဒီကြားထဲမှာရှိနေတဲ့ပြိုက်၍ segment တွေဟာသူတို့သူတို့ကနေပြီးတော့ after shock တွေဖြစ်တာအဲဆိုတဲ့အခါကျတော့ဒီ after shock ဖြစ်တဲ့အနေထားပေါ်မှာမူတည်မူတည်ပြီးတော့ပဲကိုကဒီစဉ်းစားဆုံးဖြတ်ရမယ်အလိုဒီလိုစဉ်းစားဆုံးဖြတ်ရတာပေါ့နော်။ဘာလို့ဆိုတော့ငတင်ဆိုတာက အများကြီးပဲတွက်ချက်ပြီးတော့မှအကုန်လုံးသိရတာတတိုင်းနဲ့နဲ့ဟာချက်ချင်းတွေလို့ပြောလို့မရဘူးတခြားဒီသူ့မှာပါတဲ့ပါရာမီတာစီအများကြီးရှိတယ်ဟာဒါဒီ p wave တို့ s wave တို့ကဘယ်လိုပုံစံနဲ့ရှိတာလဲအတူကြီးကနေပြီးတော့အဲ့ electromagnetic တွေကဘယ်လောက်ထိထွက်လာမှာလားဆိုတော့သူကအဲ့ဒါ geophysicist နဲ့ပတ်သက်တဲ့ပညာရှင်တွေကပုံပြီးတော့ပြောနိုင်တယ်အဲ့လိုမျိုးပေါ့အဲ့ဒါမျိုးလုံနိုင်တယ်ဆိုလို့ရှိရင်တော့ ဟိုကိုရတဲ့ဟိုဘေးကင်းတဲ့အရာကိုကိုသိနိုင်တာပေါ့အဲအဲ့ဒါတော့အဓိကတော့ဒီကျဲတို့လင်းကုံဒီကဒီကျဲတို့ကိုတိုင်းလဲပေါ့နော်အဲ့ဒီဟာတွေကိုအမြဲဟိုတတိပေးထားတာပေါ့ဒီပမာလူတော်မနေ့ရက်တည်းပြောထက်မှာပါဝုကာကန်ဝင့်နေကာဝုကာခေါင်းကိုကာခွေတာကင်ထားတကူကိုမြေအောင်ကင်ထားဆိုတဲ့ဟာဒါကတော့ပမာလူပေါ့အင်္ဂလိပ်လူတော့ drop အောက်ကိုထိုင်ချတာ drop cover ဆိုတာကိုကောင်းကိုအုပ်ထားလဲနှစ်ဖက်နဲ့အုပ်ထားခေါင်းကိုငုပ်ထားနောက်ပြီးတော့ဒီကဒင်းတို့ဝင်ပြီးတော့ပုံမှန်မဲ့ကရထိုင်းဇပွဲကဒင်းတို့ရဲ့ခြေကိုခြေဆိုင်ကိုမြဲမြဲကင်ထားပါဆိုတော့ငလင်းကလှုပ်နေတယ်ဆိုလို့ရှိရင်ကိုလာပြီးတော့တခုဟိုခေါင်းပေါ်ပြုတ်ကြတာလိုပါလို့ဖြစ်အောင်ကင်ထားမြဲမြဲကင်ထားအဲ့လိုလိုသူကိချက်ကိုတိုင်းနဲ့ဒီဟိုဟာတွေနဲ့ပူပေါင်းပြီးတော့မီဒီယာတွေနဲ့ပူပေါင်းပြီးတော့ ဲ့ဒီဟွာကိုဝက်ကာကန်ကိုဟွာရိုက်ဖူးတယ်ဟို organization တခုနဲ့တွဲဖက်ပြီးတော့အဲ့လိုရိုက်ဖူးတယ်အဲ့လိုအဲ့ဒါလေးကိုတည်ထားရင်တော့ဒါမဲ့လူဆိုတာအဲ့ဒီဟာကိုသတိမရကြဘူးလှုပ်တယ်ဆိုရင်ပဲကြောက်ပြီးတော့အငထိုင် ပြီးတော့နေနေတာလို့ထွက်ပြေးတာလို့ဒါတွေကိုပဲလှုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင်အေးနေပါလေပြူလို့ဓမ္မမဟုတ်လို့ရှိရင်ဒီဒီခုခု structure တခုခုပြည့်စည်လို့ပြူကြတာတို့ဘာလို့ဆို ကိုလာပြီးတော့ effect ဖြစ်မယ်လေအဲ့ဒါဆိုကိုယ်စိမ်မှာပဲထန်ရရမယ်အဲ့ဒါကြောင့်အများဆုံးဒီ international လေးအကုန်လုံးသိအောင်ပြောတာတော့အစိုးရပြောတယ် drop cover ဟိုတော့ကတော့အထည်အခြေခံပဲနောက်တစ်ခုကဘယ်နေရာကိုပဲရောက်ရောက်ငလင်လှုပ်တယ်လို့ဆိုလို့ချင်းကားထဲမှာရောက်နေတယ်လို့ရှိရင်ကားကိုချက်ချင်းရာပြီးတော့လုံလုံတဲ့နေရာမှာကိုကသွားနေအဲ့လိုဟာမျိုးတွေရှိတယ်နောက်တစ်ခုကဘာလဲဆိုရှင်ကိုနေတဲ့အိမ် ိုနေတဲ့တိုက်တာပေါ့အဲ့ဒါတွေရဲ့ခိုင်ခံ့မှုကိုကိုကသိထားရင်ပိုကောင်းတယ်အဲ့ဒါဒီချာခိုင်ခံ့ခန့်ခန့်စောက်ထားတယ်ဆိုရင်နည်းနည်း safe ဖြစ်တယ်ပေါ့အဲ့ဒါကိုနေတဲ့အိမ်အိမ်ကိုအဲ့ဒါကြည့်ရတာမခိုင်ခံ့ဘူးဆိုလို့ရှိရင်ခိုင်ခံ့အောင် retrofitting ပြန်ပြီးတော့ပြင်ဆင်လို့ရတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မီးကျိုးတွေနောက်တစ်ခုက gas oil တွေ gas oil တွေတချို့တုံးတယ်အဲ့တော့မီးကျိုးတွေက ပြကြပြီးတော့ကိုယ်တင်နေတာတို့ဘာတို့ ਨੇ အလေးဖြစ်တာရှိဆိုတော့အဲ့ဒီအရာအကုန်လုံးကိုလေ့လာထားလေ့လာထားပြီးတော့နောက်တစ်နှစ်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ငနေလုပ်တယ်ဆိုလို့ရှိရင်အဆက်အသွယ်ပြတ်သွားတတ်တယ်အဲ့တော့ဒီတယ်လီဖုန်းလို့ရှိရမယ်နောက်တစ်ခုကလိုအပ်တဲ့အခါကတမ်းပြီးတော့နောက်တစ်ခုကကိုကိုသုံးတဲ့ဆေးတို့နောက်တစ်ခုကတခြားကိုနဲ့ပတ်သက်လို့လိုအပ်တဲ့များကိုလည်းစုစည်းထားအကုန်လုံးကိုလည်းဒီလုပ်ထားတယ် အဲ့တဲ့ကြမ်းမှာပဲဖြစ်တယ်ဆိုလို့ရှိရင်ကိုကပြူးပြူးပြပြနဲ့လိုက်ရှာနေကြမလို့တိတန်လေးအဲ့ဒါလေးကိုထားပြီးတော့ထားဆောင်ရွက်ထားမယ်ဆိုလို့ရှိရင်ကိုအတွက်ကဒီငလင်ရောက်ပြိမဲ့အန်ဒီကနေကင်းတာပေါ့အဲ့ဒါလေးရှိဟုတ်ကဲ့ပါငလင်နဲ့ပတ်သက်ပြီးတော့ဆမိုင်းနေတဲ့ဥပဒေတွေကိုအနာဖြစ်လို့ပြောနေရှိတယ်အဲ့ဒါလေးအဲ့ဒီဟာကတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ငလင်နဲ့ပတ်သက်လို့ကိုငလင်ကော်မတီကနေပြီးတော့အဲ ကိုမမဟုတ်ဘူးပေါ့ဒီထဲမှာရှိနေတဲ့အဲအသိဝင်တွေကနေပြောတယ်သူတို့ဆိုင်ရဆိုင်ရသူတို့တွေအကြံပေးပြီးပြောနေတာတွေရှိတယ်။အဲ့ဒီဒီနောက်တစ်ခါသူဟိုကခြေတဲ့တစ်ခါလေးကြားလို့ရှိရင်တဲ့ထုတ်ပြန်ချက်လေးထုတ်ပြန်ထားတယ်။ဘာတွေလုပ်တင်တယ်လုပ်တင်တာဆောင်ရဆောင်ရတွေကိုထုတ်ဝေထားတာရှိတယ်။အဲ့ဒါလေးတွေကိုညွန်ညွန်ကြီးကြီးနဲ့ကိုကလိုက်လံပြီးတော့ဆောင်ရွက်ဖို့လိုအပ်တယ်။အဓိကအကြဆုံးကတော့ ငလင်လောက်တယ်လို့ဆိုလို့ရှိလူဆိုရဲ့တဘာဝအတိုင်းကြောက်ရင်ပြေးတာပဲလေကြောက်တာအခုဆိုလည်းကြောက်ရင်ပြေးတာအဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးမလုပ်ဖို့မာကျင်တယ်ပြေးလိုက်တော့အစာဥပြူရံနဲ့ကြုံကြိုက်သွားလို့ရှိရင်ကိုယ်အသက်ဟိုအင်းဟိုစီးဆိုင်ပဲစိုးဟိုဆိုင်ထိခိုက်နိုင်တယ်ဆိုရင်တော့ကြောက်မလို့ဒီလိုဟာမျိုးကိုမလုပ်ဖို့မာကျင်တယ်ဒါလို့ဒီဒီမန်လေးလည်းလည်းနော်အင်းနေရာထိခိုက်ရများရှိတယ်ဟိုအဲပြောရရင် ဒီရအောင်လို့ပုံလုပ်နေရတယ်ရှိတယ်ဆိုအများကြီးရှိတာအဲ့ဒီသူ့ဘောစမိုင်းနေတဲ့အဖေတကလည်းမင်းလောက်ပြောပြပါအဲအခုဖြစ်သွားတယ်ဒီငွေတင်ကြီးစကိုင်းငွေတင်လို့ပြောမှာပေါ့နော်အဲ7.7တဲ့လှုပ်သွားတဲ့ငွေတင်ကြီးနောက်သူ့ရဲ့ after shock 6.4နဲ့လှုပ်သွားတဲ့ငွေတင်ကြီးကြောင့်ဟလာမိမိရဲ့ AOA နဲ့ပတ်သက်လို့ပျက်စီးမှုရှိခဲ့ပြီးရှိတော့ဒါမှမဟုတ်လို့ရှိရင်ကိုနေတဲ့ အဲနေရကဒီခြိုက်ဝင်သွားတာကျုံဝင်သွားတာတို့ဘာလို့ရှိကလို့ခံစားခဲ့ရသည်ရှိတော့စိတ်တက်မကြပါနဲ့အဲ့ဒါကိုကိုကိုဟိုစားဒီကိုတဲ့ရှင်မှာကိုဘေးရလူတွေကိုလည်းကိုကဲကဲဆဲနိုင်တာမဟုတ်လို့ကိုအသက်ရှင်ဖို့ဟိုအမြဲခေါင်းထဲမှာစဉ်းစားပြီးတော့ကြိုးစားပြီးတော့ဒီတဘာဝဘေးကိုခုခံဟိုအားပေးခြင်းပါတယ် Mercury, we empower you.